ကမ္ဘောဇာဘဏ်မှာ2012ခုနှစ်ကလေးကငွေစုစာအုပ်တစ်ခုထဲနဲ့သာငွေစုလာခဲ့ပြီး KB နဲ့ Mobile Banking ကိုအသုံးပြုခြင်းမရှိပဲဘဏ်အကောင့်တွေကကာယကံရှင်ကထုတ်ယူခြင်းမရှိပဲငွေသိန်း900ကျော်ရော့နေတဲ့ဖြစ်စဉ် မင်္ဂလာပါပရိသတ်ကြီးရှင်ကမ္ဘောဇာဘဏ်မှာ2012ခုနှစ်ကနေစပြီးစာအုပ်နဲ့ပဲငွေဆူခဲ့ပြီးကမ္ဘောဇာဘဏ်မှာ2012ခုနှစ်ကနေစတင်ပြီးငွေဆူလာခဲ့တဲ့ customer ဦးလေးတယောက်ဟာသူကိုယ်တိုင်က KB နဲ့ mobile banking ကိုအသုံးမပြုပေမဲ့သူ့ရဲ့အကောင့်ထဲကနေငွေကျပ်3500ကျော်ထုတ်ယူခံလိုက်ရတာပဲဖြစ်ပါတယ်သူဟာ2012ခုနှစ်ကလေးကငွေစုစာအုပ်တမျိုးနဲ့တောင်ငွေစုခဲ့သူဖြစ်ပြီးအသက်ကြီးပိုင်းလူပုဂ္ဂိုလ်တယောက်ဖြစ်တာကြောင့် KB နဲ့ mobile banking တွေကိုနားမလဲလို့ KB လည်းမချိတ်ထားသလို application ကနေအသုံးပြုခဲ့ခြင်းလည်းမရှိခဲ့သူဖြစ်ပါတယ်2012ခုနှစ်ကလေးကငွေစုစာအုပ်တည်တံ့တစ်ခုပဲရှိခဲ့ပြီး2025ခုနှစ်ဇန်နဝါရီလမှာအတူအရင်သွားပေါင်းခဲ့တဲ့အချိန်ကငွေပမာဏ730ကျော်ရှိခဲ့တယ်လို့လည်းသိရပါဗျ။ အဆိုပါအကောင့်ပိုင်ရှင်ဟာ၃လတချိန်ဘဏ်ကိုသွားပြီးအတူအရင်ပေါင်းလိရှိသူဖြစ်ပြီးအခုတခါမှဆိုရင်လေ၃လပြည့်တဲ့နေ့ကဖန်ပိတ်ထားလို့2025ခုနှစ်ဇူလိုင်လတရက်နေ့မှာမှအတူအရင်သွားပေါင်းဖြစ်တဲ့အခါလက်ချံငွေက6သိန်းကျော်ပဲရှိတော့တယ်ဆိုပြီးတော့ဘဏ်စရင်းမှာဖော်ပြနေခဲ့တာပဲဖြစ်ပါတယ်အဲ့ဒီအချိန်မှာတော့ကာယကံရှင်ဦးလေးကအံ့ဩမိပြီး2025ခုနှစ်ဇူလိုင်လတရက်နေ့မှာပဲအဆိုပါလက်ချံ6သိန်း6000ကျပ်ကိုထုတ်ယူခဲ့တယ်လို့လည်းသိရပါဗျ။ ဒီကိစ္စနဲ့ပတ်သက်ပြီးကာယကံရှင်ကအခုလိုဖြစ်ခဲ့တဲ့ဖြစ်စဉ်ကိုသူတို့နဲ့ရင်းနှီးတဲ့လူငယ်ညီမလေးတဦးစီကိုဝင်မေးကြတဲ့အချိန်မှာအဆိုပါမိန်ကလေးကဒီကိစ္စနဲ့ပတ်သက်ပြီးလူမှုကွန်ရက်ပေါ်မှာ posting ပြီးတော့မေးမြန်းခဲ့တာလည်းဖြစ်ပါတယ်။အဆိုပါညီမလေးရဲ့ပြောပြချက်အရ2012ကစပြီးဘန်ဆောက်အုပ်ထဲမှာပဲစုလာခဲ့တဲ့သူပါရှင်။ဘန်ကင်းဆော့ဖ်ဝဲလည်းမရှိ၊တုံးလည်းမတုံးတတ်တဲ့နေကသူဖြစ်ပါတယ်။ အခုဦးလေးတို့ဇနီးမောင်နဲ့ကဘန်းသွားပြီးအပြန်ကိုနဲ့ရင်းနေတာရောငွေလွဲငွေထုတ်ဆိုင်ဖွင့်ထားတာကြောင့်ရောလာပြီးမေးတာမလို့ကျမတို့လည်းသိရတာပါမပုံတင်နံပါတ် OTP တွေကိုလည်းလိန်နာတွေကြားဘူးနေတာမို့ဘသူကမှမပြောမိပါဘူးတဲ့အခုတော့အတိုးရင်ပေါင်းဖို့ဘဏ်ကိုသွားတော့မှသူစုထားတဲ့3920ကျော်ထဲမှာ6သိန်းကျော်ပဲရှိပါတော့တဲ့ ဘန်ကင်း software တောင်မရှိပဲတုံးလဲမတုံးပဲသိန်း920ကျော်ကို6လအတွင်းဘန်ကင်း software တုံးပြီးတော့အလွယ်လေးယူသုံးခံထားရတာပါရှင်တတလုံးရှာထားသမျှစူဆောင်းထားတာမလို့ဘလို့တာဝန်ယူဖြည့်ရှင်းပေးမလဲဆိုတာသိကြမှာလေရှင်။ဘန်ဘက်ကတော့လိုအပ်တဲ့စာရွက်စာတမ်းရဲစခန်းအမှုဖွင့်စာနဲ့ကောစင်တာကိုခေါ်ဖို့စာတင်ဖို့ပြောထားပါတယ်ရှင်။ရဲစခန်းအမှုဖွင့်စာအတိုင်းဆိုရင်၃လအတွင်းလိုအပ်တာစစ်ဆေးပြီးတော့အကြောင်းပြန်တာဆောင်ရမှာပါ။ ကာယကံရှင်ကိုယ်တိုင်ကတော့အိမ်မက်ပြောစားမဝင် ဖြစ်နေပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးကံမောစားပန်ဘက်ကဘလို့ဖြစ်ရှင်းပေးမှလဲဟုဆိုကကာယကံရှင်ဦးလေးရဲ့ကိုစားနားလေတက်ကြွသူမိန်းကလေးကမိကွန်းထုတ်ထားတာပဲဖြစ်ပါတယ်